ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုကြည့်ရမယ့်အကြောင်းအရာလေးကတော့ဗောနော်ဒီ MNDAA ကလာရှိုးကနေစုတ်ခွာသွားပြီးတော့ဗောနော် PDF တွေကိုအာနောက်ကျောဓာတ်ထိုးသွားတယ်ဗောနော်ကျွန်တော်တို့ပြည်သူတွေကိုနောက်ကျောဓာတ်ထိုးပြီးတော့မှသူကစစ်တပ်ကိုလွယ်လွယ်လေးနဲ့လာရှိုးထိုးအပ်ပေးလိုက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ MNDAA ဘလို့ပေါ်ဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျเนาะဒါလေးကျွန်တော်တို့တစ်ချက်တော့နားထောင်ကြည့်မယ်ပြီးမှကျွန်တော်တို့သုံးသပ်ကြတာပေါ့เนาะအားလုံးပဲမင်္ဂလာပါခင်ဗျာအခုရက်ပိုင်းမှာကြားနေကြတဲ့လာရှုမျိုးအိဆာတွေ MNDE ကိုကန့်တက်ဖွဲ့တွေအကြောင်းလာရှုမျိုးကိုပြန်လည်ပြီးအပ်တယ်ဒီဆိုတဲ့သတင်းတွေပြန့်နှံ့နေပါတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီး ဗဟုသုတရပဲပေါ့နော် MDA ဆိုတဲ့တက်ဖွဲ့ကုကန်တက်ဖွဲ့ဘလို့ဖြစ်ပေါ်လာလဲသူ့ရဲ့မျိုးရိုးဗီဇာတမိုင်းကြောင်းလေးတွေနည်းနည်းပြောပြချင်ပါဒီ MDA ဆိုလို့ MNDA ဆိုတဲ့နာမည်ဟာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော်လို့မြန်မာလူအထိတ်ရပါတယ်အဲ့ဒီတက်မတော်1989ခုနှစ်မတ်လ17ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တော်ပဲဖြစ်ပါတယ်ဖွဲ့စည်းခဲ့တဲ့သူကတော့ ဖုန်ကြားရှင်ပဲဖြစ်ပါတယ်။အခုအချိန်မှာတော့သူ့ရဲ့သားဖြစ်တဲ့ဖုန်တာရှင်ကဥဆောင်နေပါတယ်။သူ့ရဲ့စီရေးဌာနချုပ်ကတော့ကုန်းချမ်းမြို့နယ်ကဟုံအန်တောင်ကြားတဲမှာသူရဲ့စီရေးဌာနချုပ်ရုပ်ရှင်ရှိတယ်လို့တရစ်အင်တာနက်စာသားများအရသိရှိရပါတယ်။ကိုကန်လူမျိုးတွေဟာဆိုရင်မြန်မာနိုင်ငံမှာလူအ ਨੇ စုပဲရှိတဲ့လူမျိုးစုတွေပဲဖြစ်ပါတယ်။ လူမျိုးစု135မျိုးထဲမှာလည်းတရားဝင်အတိအမှတ်ပြုခံရတဲ့လူမျိုးတွေလည်းဖြစ်ပါတယ်။လူဦးရေကတော့1.6တန်းပဲရှိပါတယ်။အဲ့ဒီကိုကန့်ဒေသမှာနေထိုင်တဲ့လူအများစုဟာလူမျိုးပေါင်းစုံနေကြပြီမဲ့ကိုကန့်လူမျိုးအများစုနေထိုင်ကြပါတယ်။သူ့ရဲ့သမိုင်းကြောင်းလေးကိုတစ်ချက်ပြန်ကြည့်မယ်ဆိုရင်19ရာစုနှစ်နှစ်ဦးပိုင်းလောက်ကအဲ့ဒီဒေသမှာရှိတဲ့ခေါင်းဆောင်အကြီးအကဲဖြစ်တဲ့ရှင့်တာဟုဆိုတဲ့ပုဂ္ဂိုလ်က သူတို့နေထိုင်တဲ့ဒေသကိုကိုကန်လို့အမိပေးခေါ်ပေါ်ခဲ့ရတယ်ကိုကန်လူမျိုးကိုကန်ဒေသဆိုပြီးဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်1948ခုနှစ်ခုနှစ်မှာတော့မန်ချူးဘုရင်ဖြစ်တဲ့ချင်းမင်းဆက်ကနေပြီးတော့အဲ့ဒီနေရာကိုကိုကန်ခရိုင်လို့တတ်မှတ်ပေးခဲ့ပါတယ်နောက်ပိုင်းမှာမြန်မာဘုရင်တွေကတရုတ်ဒေသစီကနေပြီးတော့တိုက်ခိုက်သိမ်းယူလိုက်ကြလို့မြန်မာပိုင်နေပြည်အဖြစ်မြန်မာနိုင်ငံအတွင်းမှာအကျိုးဝင်လာတဲ့မြန်မာပိုင်နေပြည်အဖြစ် ရက်တည်ခဲ့ရပါတယ်မြန်မာနိုင်ငံကိုအင်္ဂလိပ်တွေလာရောက်သိမ်းပိုက်ပြီးတဲ့အချိန်မှာကိုကန့်ဒီသာဟာလည်းအင်္ဂလိပ်တွေရဲ့သိမ်းပိုက်ခြင်းအောက်ကိုရောက်ရှိသွားခဲ့ပါတယ်လွတ်လပ်ရေးရတဲ့အခါမှာလည်းမြန်မာပိုင်ခဲ့တဲ့ဒီသာဖြစ်တဲ့အတွက်ကြောင့်လွတ်လပ်ရေးပြီးတဲ့အခါမှာကိုကန့်ဒီသာလည်းအပါအဝင်လွတ်လပ်ရေးရရှိခဲ့ပါတယ်ပြီးတော့အရင်ကတည်းကမြန်မာဘီရင်တွေရဲ့လက်အောက်ခံနေပြီဖြစ်ခဲ့လို့လွတ်လပ်ရေးရတဲ့အခါမှာတရားဝင် ြန်မာနိုင်ငံရဲ့ပိုင်နဲ့နေမီအဖြစ်အတိအမှတ်ပြုခြင်းဟုတ်တယ်ခံခဲ့ရပါတယ်ကိုကန့်ဒီသားဟာတရုတ်လူမျိုးနွယ်တွေဖြစ်ကြပါတယ်သူတို့ရဲ့ရိုးရာဓလေ့ဟာဘာနဲ့တူလဲဆိုတော့ယူလန်ဒီသားကတရုတ်လူမျိုးတွေရဲ့ရင်းကျေးမှုနဲ့အတူတူပဲဖြစ်ပါတယ်ကိုကန့်ဒီသားဟာတာအိုဘာသာနဲ့ဗုဒ္ဓဘာသာကိုသူတို့ကိုးကွယ်ကြပါတယ်သူတို့ရဲ့ဘာသာရေးအချက်အကျကြတဲ့နေရာကတော့လောက်ကန်မြို့နယ်မှာရှိတဲ့လောက်ကန်မြို့မှာရှိတဲ့ကိုကန့်ဘုံကျောင်းပဲဖြစ်ပါတယ် ကိုကနေဟာအရင်တော့ဗမာပြည်ကွန်မြူနတီပါတီဘဂပရဲ့လက်အောက်မှာရှိတဲ့တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။နောက်ပိုင်းမှာဗမာပြည်ကွန်နီကွန်မြူနတီပါတီကို သူတို့ကတိုက်ထုတ်ပြီးလမ်းခွဲခဲ့ရတဲ့အတွက်1989ခုနှစ်မှာပဲအဲ့ဒီလမ်းခွဲခဲ့တဲ့ကိုကန်တပ်ဖွဲ့ဟာဖုန်ကြီးကိုနှစ်ယောက်ဖြစ်တဲ့ဖုန်ကြားရှင်နဲ့ဖုန်ကြားဖူးတို့ကဥဆောင်ပြီးတော့ MNDA ကို ထူထောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဘဂဗာကနေပြီးတော့သူတို့ခွဲထွက်လာပြီးတဲ့နောက်ပိုင်းအဲ့ဒီအချိန်တုန်းကနဝတအစိုးရနဲ့သဘောတူစာချုပ်အပြစ်ခတ်ရစေးကြီးစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ပြီးတော့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာတဲ့အခါမှာကိုကန့်ဒေသကိုကိုကန့်အထုဒေသတည်းအဖြစ်လောက်ကန်အပါဝင်ရှမ်းပြည်မြောက်ပိုင်းဒေသကိုအထုဒေသဆိုပြီးတတ်မှတ်ပေးခဲ့ပါတယ်။ နောက်ပြီးတော့နောက်ဘက်တအစိုးရလက်ထက်မှာပဲ2009ခုနှစ်မှာကိုကန်ဒေသဟာနေဆက်မှာရှိတဲ့အတွက်ကြောင့်ကိုကန်တပ်ဖွဲ့ကိုနေကြားဆောင်တပ်ဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းမှုကိစ္စမှာဖုန်ကြားရှင်ကလက်မခံလို့နဝတအစိုးရနဲ့အစီအမပြေမှုတွေဖြစ်ခဲ့ရတယ်လို့လည်းသိရပါတယ်။ထပ်ပြီးတော့2009ခုနှစ်မှာပဲစွန်လတ်မှာဖုန်ကြားရှင်ဟာဘူးရီစေဝါနဲ့လက်နက်စေယုံတွေတိစောက်တယ်ဆိုတော့ ိစ္စနဲ့ပတ်သက်ပြီးတော့ဖမ်းဆီးဖို့ကြိုးစားတဲ့အတွက်ဒီဖုန်ချရှင်တို့ဖုန်မိသားစုဟာကိုကန့်ဒေတာအတီထွက်ပြေးခဲ့ရပါတယ်။နောက်ဝတ္တအစိုးရကနေအစီပြေတဲ့ပယ်ဆောက်ချိန်သူတို့ပယ်မိသားစုပေါ့နော်တရုတ်တီးကသူတို့ရဲ့မိသားစုတင်မေတွေကိုရှေ့မှာဖုန်လို့ပယ်လို့နော်အဲ့ဒါမျိုးတွေတက်ကြပါတယ်။အဲ့ဒီနောက်ဝတ္တအစိုးရနဲ့အစီပြေတဲ့ပယ်ဆောက်ချိန်ပယ်မိသားစုကကိုကန့်ဒေတာရဲ့ဥက္ကဋ္ဌဖြစ်လာပါတယ်။အဲ့ဒီပယ်ဆောက်ချိန်ကအရင်တော့ ဒီဖုတ်ကြားရှင်ရဲ့လက်အောက်မှာရှိတဲ့ဒုတိယအဆင့်ပေါ့နော်အဲ့ဒီຢာတွေရှိတဲ့ဖြစ်ပါတယ်။သူကအဲ့ဒီအချိန်မှာဥက္ကရာဖြစ်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာသောတော်ရထွက်ပြေးသွားခဲ့တဲ့ဖုတ်ကြားရှင်ဟာသူ့တမက်တော်ဆက်တဲ့ပူဆိုင်လင်းရှိတဲ့မိုင်းလာမြို့မှာခိုးလုံနေထိုင်ခဲ့တယ်လို့သိရှိရပါတယ်။ဖုတ်ကြားရှင်ဟာသူ့ရဲ့သားနဲ့တမက်တွေကိုအလုံးစုပေါင်းကြပြီးတော့ KIA ရဲ့အကူအညီနဲ့တပ်ပြန်လေဖွဲ့စည်းခဲ့ပါတယ်။ အဲ့လိုတက်ပြန်ဖွဲ့စည်းခဲ့ပြီးတဲ့နောက်ပိုင်း2015ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာစပြီးတော့သူတို့ထိုးစစ်ဆစင်နှွဲခဲ့ပါတယ်ကိုကန့်ဒီတာအိုစပြီးထိုးစစ်ဆင်နှွဲခဲ့ပါသူ့အပေါ်မှာတစ္ဆာဖောက်ခဲ့တဲ့ပယ်ဆောက်ချိန်ပယ်မိသားစုတို့ရဲ့နေအိမ်တွေစီးပွားရေးလုပ်ငန်းတွေနဲ့စစ်တပ်ရဲ့စစ်ကမ်းတွေကိုစပြီးထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်အဲ့ဒီတိုက်ပွဲတွေရဲ့နောက်ဆက်တွဲမှာပဲ2016ခုနှစ်2019ခုနှစ်တွေမှာပဲတိုက်ပွဲတွေဟာမကြာခဏပဲ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ပြီးတော့2018ခုနှစ်အဲ့ဒီ18ခုနှစ်ရောက်တဲ့အခါမှာတော့ဂျာဂန်အဖွဲ့တစ်ဖွဲ့ကိုဆီလွတ်ပြီးတော့အစိုးရနဲ့အပြစ်ခတ်ရဆဲရေးသဘောတူညီချက်ရယူခဲ့ရမှာပြည်လည်လာလို့ပနမအပြစ်ရဆဲရေးစာချုပ်ကိုချုပ်ဆိုနိုင်ဖို့ညှိနှိုင်းခဲ့ကြတယ်လို့သိရပါတယ်။ဒါ့ပြင်အခုနောက်ပိုင်း2023ခုနှစ် အော်တိုဘားလ29ရက်နေ့မှာတော့1392ခွန်စစ်စင်ရေးကိုဆင်နွှဲခဲ့ပြီးတော့ကိုကံဘက်ကအဲ့ဒီစစ်စင်ရေးကိုတော့ဟာရီဂိန်းစစ်စင်ရေးလို့သူတို့ကခေါ်ဝေခဲ့တာသိရှိရပါတယ်အခုအချိန်မှာတော့ MNDA ရဲ့ခေါင်းဆောင်ကတော့ဖုန်ကြားရှင်ရဲ့အချိန်ကခေါင်းဆောင်ဖြစ်ခဲ့တဲ့ဖုန်ကြားရှင်ရဲ့တဖြစ်တဲ့ဖုန်တာရှင်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ပိုင်းကိစ္စဒီတည်င်းနေရတော့ဆက်လက်လေ့လာကြပါဟုတ် ဒီရှမ်းပြည်မြောက်ပိုင်းအရှေ့မြောက်ပိုင်းဒေသနဲ့ပတ်သက်တဲ့လာရှူကိစ္စတွေတခြားကိစ္စတွေဆက်လက်လေ့လာကြပါဒီသတင်းတွေဆက်လက်ပြောရမှာထိလျက်ရလေလို့ပါကျွန်တော်ပြပြချက်ကလေးကိုသဘောကျတယ်ဆိုရင် follow နဲ့ like လေးပြကြပါဦးခင်ဗျာအားလုံးကျမ်းပါပြီးရန်သူမျိုးငါးပါးအန်တွေကကြေဝေးကြပါသေးခင်ဗျာအခုပြောသွားတဲ့အင်္ဂယ်ကိုလည်းကျွန်တော် credit ပေးပါတယ်เนาะအင်္ဂယ် အာ MNDA အကြောင်းကိုကျွန်တော်တို့တည်တင်တည်ထိုင်တလောက်တော့သိရပြီပေါ့နော်ဆိုတော့ကနောက်ထပ်လည်းကျွန်တော်တို့လေ့လာရအောင်ပါဒီ MMDA ကတကယ်ပြောမယ်ဆိုရင်ဒါသူတို့ကလူဘာဝနေတာပေါ့နော်တရုတ်အာကိုနေတာအလုံးသိတဲ့အတိုင်းပဲမိတ်ဆွေတို့နော်ကဲဒီဗီဒီယိုလေးကို like share follow လေးနဲ့เนาะကျွန်တော်အားပေးကြပါအောင်လို့ကျွန်တော်ပြောရင်းနဲ့ဒီမှာပဲကျွန်တော်အားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာမင်္ဂလာပါရေတော်ဘုံအောင်ရမြင်